အားလုံးပဲမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတဘောအနေနဲ့စင်ကာပူကိုရေပယ်ဝင်လာပြီးဆိုတဲ့သတင်းနဲ့အတူ Trend Media ရဲ့ဒေါ်လာ10ဘီလီယံတန် CEO ရေးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စင်ကာပူကို ရေပယ်ဝင်လာပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။စင်ကာပူကိုရေပယ်ဝင်လာပါပြီ။စင်ကာပူအစိုးရရဲ့ MAS Monetary Authorities of Singapore စီကနေလိုင်စင်ရရှိပြီးနောက်မှာ Ribero XRP နဲ့ RLUSD တို့ကိုတုံးပြီးစင်ကာပူမှာလုပ်ငန်းလည်ပတ်ခွင့်ရသွားပြီဖြစ်တာကြောင့်သတင်းကောင်းတစ်ခုပါပဲ။ စင်ကာပူဟာအရင်ထဲကဗန်နာရေးဆုံးမနေရာတစ်ခုလို့ဖြစ်နေတာကြောင့်စင်ကာပူဈေးကွက်ထဲကအလုံးရင်းနဲ့ဝင်လာနိုင်မယ်ဆိုရင် XRP ecosystem ဟာအရင်ကထက်ပိုကြီးလာနိုင်မှာပါ အခုနောက်ပိုင်းမှာ Credo Company ဒေါက်တာမြတ်မြတ်ဟာ ABAC Asian Pacific ဈေးကွက်ကိုအတော်လေးအာရုံစိုက်လာနေကြပြီးစင်ကာပူနိုင်ငံဟာလည်းဒီဈေးကွက်ကြီးတစ်ခုလုံးရဲ့ဗဟိုချက်တစ်ခုဖြစ်လာနေပါတယ်။စင်ကာပူအစိုးရကလည်း Credo ဘိုင်းနဲ့ပတ်သက်လို့အရင်ကလောက်တင်းကျပ်ထားတာမျိုးတွေမရှိတော့ပဲဖိအုံးမှုတွေလုပ်လာနေတာကြောင့်မလိုင်းယုံရင်ငွေလုံးမဲ့ Credo Company တွေထပ်တွေ့လာရနိုင်ပါတယ်။ ောက်ထပ်သတင်းတပုတ်အနေနဲ့ Trend Media ရဲ့ဒေါ်လာ10ဘီလီယံတန်စီအိုရေးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Crypto Go နဲ့ Trend Media တို့ရဲ့ CRO Treasury Fund တခုအကြောင်းသတင်းကိုမှတ်မိကြမယ်ထင်ပါတယ်။ဒီသတင်းထွက်လာချိန်မှာတော့က CRO Token တွေဈေးထိုးတက်ခဲ့သလို Trend ရဲ့ Trend Token ဟာလည်းဈေးတွေပြန်တက်လာခဲ့ပါတယ်။အခုဒီ Treasury ဟာလက်တွေ့အကောင့်ထဲပေါ်ဖို့တဖြည်းဖြည်းနှီးစက်လာပါပြီ။လောလောဆယ်အစီအစဉ်တွေအရတော့ CRO Token ပေါင်း 6.3ဘီလီယံဝယ်ဆိုဖို့ရည်ရွယ်ထားပြီးဒေါ်လာ6ဘီလီယံကျော်ဖို့အထိတန်ဖိုးရှိမှာပါ။ CIO 6.3ဘီလီယံအပြင်ငွေသားဒေါ်လာ200မီလီယံနဲ့ equity ပေါင်းဒေါ်လာ5မီလီယံဘိုးကိုလည်းဝယ်ယူစုဆောင်းသွားအောင်မှာဖြစ်တာကြောင့် Dtree Sharif Fund ဟာဒေါ်လာ17.3ဘီလီယံအထိတန်ဖိုးရှိမှာပါ။ ။အရှိမဒီပူပေါင်းမှုကနေတစ်ဆင့်ဒေါ်လာ1ဘီလီယံပို CRO တွေဝယ်ကင်ထားပေမဲ့ဈေးရီထိုးစစ်မှုကြောင့်တိုကင်တန်ဖိုးဟာ36ရာခိုင်နှုန်းကျဆင်းသွားပြီးဒေါ်လာ636ဘီလီယံသာကျန်မာတော့တယ်။ဒါပေမဲ့လည်း Trend Media ကတော့ CRO ကိုရေရှည်ဖြူဟာများ accept တစ်ခုအဖြစ်ယူရထားပြီး Trend Ecosystem ထဲမှာပါ။ CIO ကို reward system အဖြစ်ထည့်သုံးသွားမယ်လို့ဆိုထားတာကြောင့်အတော်လေးမျှော်မှန်းထားပုံပါပဲ။ဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့တည်င်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ 看到你的琵琶在先。